ားလုံးပဲမင်္ဂလာပါရှင်ဆ iam မတော့အကြမ်းမြင်ဆ iam မလင်းအောင်မွေဖြစ်ပါတယ်ရှင်เนาะဒီနေ့ကကြောက်လို့ရှင်ဆ iam မဗာလိနာသားလေးတွေကိုလာရောက်ပြီးဟောစာတန်းတင်ပေးတလဲလေးဆိုလို့ရှင်ဒီဆယ်လဘိုင်းထဲမှာပေါ့เนาะကံပွင့်လမ်းပွင့်ထဲကံထီကံကောင်းအောင်ကိုစိတ်ရှိတလောက်အကုန်လုံးကိုလမ်းပွင့်ကံပွင့်အောင်စီရင်လှုပ်သွားလို့ရတယ် နော်အာကိုဖြစ်ချင်တဲ့အရာလေးတွေက အစာကွာစွမ်းဆောင်နိုင်စွမ်းရှိနေပြီဟဲ့ဆိုတော့ရောပြီးကြပြီလားရှင်နော်ဆယ်လပိုင်းထဲမှာကိုကလုံးသမျှကိုင်းသမျှအစိမ့်ပြီးအောင်ဝင်းကြီးကြီးကအစာအခက်ကလေးတွေကြုံနေတဲ့အရာလေးတွေကအစာပေါ့နော်ကိုကအဲ့ဒီအရာတွေကိုဖြတ်ကျော်နိုင်အောင်ဘယ်လိုမျိုးအစီရင်လဲ လောက်သွားရင်အဆင်ပြေမလဲဆိုတဲ့အရာကိုလည်းဆရာမဒီထဲမှာထည့်ပြီးပြောသွားပေးမှာဖြစ်ပါတယ်ရှင်။ဘာကြောင့်လဲဆိုရင်ဒီဆယ်လပိုင်းကကြာလို့ရှိရင်ကြာတာပရိသသမီများအတွက်လို့ကိုပြောလို့ရတယ်။ဒီဆယ်လပိုင်းတဲ့ကိုဝင်တာနဲ့ကိုယ့်ရဲ့စိတ်တွေလန်းဆန်းတက်ကြွသွားနိုင်တယ်။ပြီးလို့ရှိရင်ကိုဘာပဲလုံးလုံးလုံးမဲ့အရာလေးတွေကိုခေါင်းထဲကနေပြီးအာကြံ့ညံ့ကောင်းလေးတွေထွက်လာဖို့ရှိရဲ့ရှင်နော်။ဒါပေမဲ့ ရက်အခုချိန်မှာဆ iam မတွေ့နေတာကတော့ဒီကိုလာပိုင်းကုံခါနီဆယ်လာပိုင်းတဲ့ဝင်တော့မယ်ဟေးဆိုတာနဲ့ကွာတို့တွေကစိတ်ပူပင်တော့ကညာနေရတယ်တဲ့เนาะလုပ်ငန်းကိငန်းကြောက်တော့လကောင်းငွေရေးကြေးရေးနဲ့ပတ်သက်ပြီးเนาะလူမှုရေးနဲ့ပတ်သက်ပြီးအိမ်တော်ရေးအခြေအနေနဲ့ပတ်သက်ပြီးစိတ်ညစ်စရာစိတ်ရှုပ်စရာတွေပဲကြုံရတတ်တယ်အထူးသဖြင့်အဆိုးဆုံးကတော့ငွေရေးကြေးရေးပဲကိုယုံကြည်လိုက်တဲ့လူတွေကိုကမရှိမဲ့ရှိမဲ့လေး လုတ်ပေးထားတဲ့အရာလေးတွေပေါ့နော်ကိုကိုတစ္ဆာဖောက်သွားဖို့ကိုတွေ့တယ်ပြီးလို့ရှိရင်လိန်သွားမှာပေါ့ဗျာရှင်ရှင်ရှင်ပြောမယ်ဟဲ့ဆိုရင်လိန်လေသွားတတ်တယ်လိန်ခံရတတ်တယ်အဲ့လိုမျိုးပြီးလို့ရှိရင်ကိုအိန္ဒီပြက်ပိတ်ခါပြက်စီတဲ့စကလုံးတွေနဲ့ကိုကိုဒုက္ခပေးမဲ့လူတွေတွေရှိတယ်တဲ့ เนาะအပြိုင်အဆိုင်တွေညားခဲ့တယ်ကို့အနာမှာကိုကနော်ကို့မနာလို့သူတွေမုန်းပွားသူတွေညားနေတတ်တယ်တဲ့အဲ့တော့ခါကြတော့ကိုနဲ့ရင်းနှီးတဲ့လူတွေထဲကကိုပေးတာကျွေးတာကိုစားပြီးကိုကိုမနာလို့တဲ့လူတွေကတိတက်ကိုကိုနာမှာရှိနေတာเนาะအဲ့ဒါလေးတော့ကိုတော့တတိတာပဲဒါကိုလာပိုင်းရနေပြီဆယ်လပိုင်းကို အပြောင်းအလဲဆိုတဲ့အချိန်မှာကြုံရမယ့်အရာလေးတွေဖြစ်တယ်ရှင် နော်ငွေဝင်ပြီးငွေမမြဲနော်တွေးထွက်တန်ယူလေးတွေဖြစ်တာမျိုးလေးတွေပေါ့အဲ့လိုလေးတွေကြုံရတဲ့အဲအဲ့ဒီလေအဲ့ဒါတွေအကုန်ကြုံပြီးပြီဟဲ့ဆိုကြုံသွားပြီးကြော်လွားသွားပြီးပြီဆိုဆယ်လပိုင်းထဲကိုရောက်တာနဲ့အာလေးလခိုင်းမိုင်းနေတဲ့ကိုယ့်ရဲ့စိတ်တွေဘယ်အရာမှအဆင်မပြေဘူးလို့ကိုကတွေးထားတဲ့အရာတွေပေါ့နော်အလိုလိုနေစိတ်ညစ်နေတာလေစိတ်တော့ကများနေတာတွေကအစဒီဆယ်လပိုင်းထဲရောက်ပြီလေဆိုတာနဲ့ ်သူကဝင့်လန်းချင်းတွေကိုရောက်လာတော့မယ်ခေါင်းထဲမှာကောင်းသောအကြံဉာဏ်တွေထွက်လာမယ်လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးကအစအကူညီပေးမှမဲ့လူတွေပေါ်ပေါက်လာမယ်ကောင်းသောလုပ်ငန်းကိုင်ငန်းကိုပြောင်းရွှေ့ရမယ်အနေထားရှိတယ်ပြီးလို့ရှိရင်အာ ငွေရေးကြေးရေးနဲ့တော့လည်းကောင်းချဲကန်ထီကန်ငွေအထုတ်ကြည့်နေပတ်တော်ပြီးတော့ဒီနှစ်ဒီဆယ်လပိုင်းကမှဝင်ဖို့ရှိတယ်ဒါမှမဟုတ်လည်းပဲတဲ့သူများကိုတော့မယုံပါနဲ့လို့ပဲအတန်တန်ပြောချင်ပါတယ်เนาะအဲ့တော့သူများဘယ်လိုပြောမလဲငွေရေးကြေးနဲ့ပတ်သက်ပြီးချင်းကားတဲ့အလုပ်တွေနဲ့ကတော့လုံးဝအဆင်မပြေဘူးရှင်ကြောက်တာလေးသားသမီးတွေကအဲ့တော့ဘလိုမျိုးလေးတွေကိုလှုပ်ယူသွားရင်အဆင်ပြေမလဲဆိုကိုယ်စိတ်ကိုယ်ကိုတတ်နိုင်ဆုံးဖွင့်ပေးရမယ် ဲ့ဒီဖွင့်ပေးတဲ့အချိန်မှာရောဆရာမကြီးဘာလုပ်ရမလဲဆိုဖရားတရားများများလုပ်ရမယ်ဖရားတရားများများလုပ်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုငြိမ်တဲ့ငြိမ်အောင်ကိုကစူးစမ်းရမယ်ဘာကြောင့်လဲဆိုရင်ကြာတာပရိသသမီးတွေကစိတ်နဲ့အာဘဝနဲ့တစ်ထပ်တည်းလုပ်ယူထားတဲ့လူမျိုးဖြစ်တယ်စိတ်ဓာတ်ကကျသွားပြီဆိုတာနဲ့လူကဘုံဘုံကျသွားတယ်အဲ့လိုမျိုးအဲ့တော့ခါကျတော့စိတ်ဓာတ်ကျလို့မရတဲ့အထဲမှာပါတယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့အချစ်ရင်နဲ့ပတ်သက်လာပြီးဟေးဆိုရင် level ရှင်တို့ကနာကျင်ခံပြီးဆွဲထားတတ်တယ်နော် အပေးဆက်မှုတွေများစွာနဲ့ဆွဲထားတတ်တယ်ပို့ပို့ပို့လက်မကြည့်ဘူးပြောမယ်ဟိဆိုလိမ့်နဲ့ညတယ်ဟိဆိုတာရှင်တော့သူများကိုလိမ့်တာမဟုတ်ဘူးပို့ပို့ပို့လိမ့်တာ तू ငါ့ကိုချစ်ပါတယ် तू ကောင်းပါတယ်မစိတ်စိတ်မပြည့်သေးလို့တော့ငါ့ကိုပြန်မပေးတာ तू ငါ့ကိုချစ်ပါတယ် ဘယ်လိုပြောမလဲသူရဲ့အချစ်ချင်းကိုမပြတာတခုပဲရှိတယ်ဟဲ့ဆိုပြီးတော့ကိုကိုကိုလိမ်ပြီးတော့အဲ့ဒီလူရအောင်ကိုကဆုတ်ကင်ထားတတ်တယ်တဲ့နော်အဲ့လိုမျိုးတွေကြောင့်ပြောမယ်ဟဲ့ဆိုလူယုံလွယ်တယ်သူများကိုတခေါ်ပြောလိုက်တာနဲ့ကိုရည်စားကိုချစ်သူတခေါ်ပြောလိုက်တာနဲ့အာကြွေသွားပြီအဲ့လိုလုံးဝကိုပျော်သွားပြီဆိုတဲ့အထဲမှာပါတယ်ရှင်နော်အဲ့လိုမျိုးလုံငန်းနိုင်ငံနဲ့ပတ်သက်တဲ့ကိုကဘယ်လိုပြောမလဲလုံးချင်တဲ့စိတ်တွေပြင်းထန်တယ် ဒါပေမဲ့လည်းပဲလေဘလို့ဒီဟောင်းကအရင်ကြီးထုတ်လိုက်တယ်ဆိုရင်ဘလို့ဖြစ်သွားမယ်ဟဲ့ဆိုတဲ့အကြောင်းကသိကြမစင်းစားတော့ပါတယ်ရှင်အဲ့လိုမျိုးအဲ့တော့လုပ်ငန်းနိုင်ငံနဲ့ပတ်သက်ပြီးဒီဆယ်လပိုင်းတည်းမှာပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်လို့နိုင်ပြီးလုပ်ငန်းနိုင်ငံကောင်းဖို့ရှိပါတယ်နိုင်ငံရဲ့ချောင်းကိုသွားမဲ့လူတွေတွေပေါ့နော်သွားမယ်ဆိုတော့ကြာတာပဲသောသမီးတွေတွေခေဆိုရင်ကိုလောက်တာကင်တာလေးတွေကစာဟုတ်ကဲ့အလုံးဝအရှိ့ကိုရှော့ရှော့ရှူရှူဖြစ်ပြီးတော့ကိုညီဖေးမမဲ့လူတွေပေါ်ပေါက်ပြီးတော့ထွက်ရမယ်အနေနဲ့ရှိတယ် စာရွက်စာတမ်းကအစာဆောင်မိုးပွဲဖြစ်နေတဲ့ခက်လေးတွေကအစာရနေ့ချိန်မှာပေါ့နော်ဒီဆယ်လပိုင်းထဲမှာလုံးဝကောင်းဖို့ရှိတယ်နော်စီးပွားလမ်းလာပတ်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းကံကံနဲ့ပတ်သက်ပြီးကိုပိုင်တနိုင်လုပ်နေတဲ့လူတွေအရင်ကရက်ဆိုင်ထားရတယ်လုံးဝအဆင်မပြေဘူးဆိုပြီးရက်ဆိုင်ထားတဲ့အရာတွေဒီဆယ်လပိုင်းထဲမှာပြန်ပြီးတော့ပွင့်လန်းလာမယ်ပြန်ပြီးတော့လုတ်ကင်လို့ရလာမယ်တဲ့ဒါပေမဲ့အတိုက်ခိုက်ကတော့အထုတတိထားပါရှင် နော်အတိုက်ခိုက်တွေများဖို့ရှိတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးခုနကျမပြောသလိုအချွေးနဲ့ပတ်သက်ပြီးချွေးအလွန်တော်ထွက်တတ်တဲ့ပင်ပန်းနွမ်းနဲ့လွယ်တတ်တဲ့ခေါင်းကိုက်တတ်တဲ့ကိုယ်လက်တွေကိုက်ခဲတတ်တဲ့ဒါပဲရှိတယ်နော်ជីជីမမတော့မရှိဘူးတဲ့ဒီဆယ်လပိုင်းခဲမှာဟေးဆိုတာနဲ့ကိုအကုန်လုံးကကိုယ့်အတွက်အဆင်သင့်လုံလို့ရတယ်ရတရားလေးတွေကိုကျမပြောပြမယ်အဲ့တော့ရာတရားလေးတွေကဘာတွေလုပ်ပေးရမလဲဟိဆိုရင်မုတ်ဖတ်တုတ်ဆဲ့ထုတ်ကိုဖျားမှလှူပေးပါ ပြီးလို့ရှိရင်ဖတ်ရောက်နိုင်ဆယ်ချောင်းဖယောင်းမှာထုံးပေးမယ်ပြီးလို့ရှိရင်အာမွေးနိုင်ဆယ်ချောင်းဖယောင်းမှာကတ်လူပူစော်ပေးမယ်ရင်နွေးချမ်းလက်ဖတ်ချောက်ရင်နွေးချမ်းဆက်ခွက်ကိုဖယောင်းမှာလှူပေးမယ်အဲ့လိုမျိုးလေးတွေနဲ့ကိုယ့်ရဲ့ညံ့နေတဲ့ကံတွေကိုစိတ်ကြောသွားမယ်ရှင်နော်ဘာကြောင့်လဲဆိုလို့ရှိရင်လည်းကြာတာပြေးသားသမီးတွေကကံဤအကျိုးပေးသိမ့်မကောင်းလူမှုရေးရဲ့အကျိုးပေးမကောင်းဘူးရှင်အချစ်ရေးလမ်းမဖြောက်ဘူး အဲ့လိုတွေကများတာဘာကြောင့်လဲလေဆိုလို့ရှိရင်သူတို့တွေကစိတ်ဓာတ်ကအယမ်းကိုပဲနုညံ့ဖြူစင်တဲ့အထဲမှာပါလို့အရာရာကိုသူတို့ကအရှုံးနဲ့အဆုံးများတတ်တာကွာသူတို့ရဲ့ဘယ်လိုပြောမလဲအလျှော့ခံခြင်းအရှုံးပေးခြင်းတွေထဲမှာပါတာအဲ့တော့တကယ်ကြောက်လို့ရှိရင်ကြောက်တာပဲသာသမီဖြစ်ရတာအယမ်းကိုစိတ်ပင်ပန်းနဲ့အယမ်းကိုကန့်ညက်တယ်လို့မဟုတ်ရှင်ကိုယ့်ရဲ့စိတ်ကွာသူ့တပါးစိတ်ညစ်မှာသူ့တပါးစိတ်ဆင်းရဲမှာကြောက်တဲ့အတွက်လည်းပါတယ်အဲ့လိုမျိုး ညီကိုမောင်နှမမိသားစုပေါ်မှာဟဲ့ဆိုရင်တင်လို့ဘလို့စိတ်မျိုးဝဲထားထားငါပေါ်မှာကောင်းသည်ရှိမကောင်းသည်ရှိငါစိတ်ဝင်ဆောင်ငါသားလည်းနေတို့ပေါ်မှာအမြဲတမ်းကောင်းမိမယ်အမြဲတမ်းနေလို့ငါကြည့်ရှုစောင့်ရှောက်သွားမယ်ဆိုတဲ့စိတ်မျိုးကလေးကိုမှအမြဲတမ်းနေရယူထားတဲ့အတွက်ကြောင့်လဲပါတယ်ရှင် ဲ့တော့ကိုလာပိုင်းထဲမှာတော့ငွေရေးကြေးရေးလူမှုရေးငွေဆုံးရှုံးခဲ့ပြီးပြီးကျမ်းမရေးညက်ခဲ့ပြီးပြီးလူမှုရေးညက်ခဲ့ပြီးပြီးလုပ်ငန်းကိန်းငန်းနဲ့ပတ်သက်ပြီးပြောင်းရွှေ့ဖို့ရည်ရွယ်ထားတာလေးတွေကိုလည်းတွေ့ရတယ်ကိုလာပိုင်းထဲမှာအဲ့တော့အရာအဲ့ဒီအရာတွေအကုန်လုံးဒီဆင်လာပိုင်းထဲမှာလုံးဝကောင်းသွားဖို့တွေ့ပါတယ်ရှင်ကဲအဲ့တော့ဆရာမကကြာတာပရိသတ်သမီးများအတွက်နိမ့်နံနဲ့စီရင်ထားတဲ့အဆောင်လေးတွေရှိပါတယ်လိုချင်တဲ့လူတွေမေးမြန်းနိုင်ပါတယ်ဒါမှမဟုတ်ဆရာမထိုင်းနိုင်ငံတိုင်းနိုင်ငံပဲပို့ပေးပါတယ်ရှင်အဲ့တော့လိုချင်မေးမြန်းချင်တဲ့လူတွေလည်း ုန်လုံးဝင်လာလို့ရပါတယ်မေးလို့ရပါတယ်အဲ့တော့ဆရာမဒီလောက်နဲ့ပဲဆုံးသက်မှာဖြစ်ပါတယ်ရှင်ဆရာမဟောစနာလေးကိုကြိုက်တယ်ဆိုရင်ကြိုက်တယ်ပန်းတယ်ဆိုရင်ပန်းတယ်ရေးပေးပြီးတော့တရားတစ်ခေါက်စီ share သွားပေးပါရှင်ကဲကြာပါပြီကောင်းသမီးများအားလုံးဒီဆယ်လပိုင်းထဲမှာလပွင့်ကံပွင့်ချဲကံထိကံကောင်းပြီးကံကောင်းခြင်းမြောက်စွာကိုရယူပိုင်ဆိုင်နိုင်တော့လက်တဆုံဖြစ်ကြပါစေရှင်